wandering mind ဖြစ်ရှိတဲ့ပုဂ္ဂိုလ်စိတ်လွင့်တဲ့ပုဂ္ဂိုလ်တွေဟာတယ်ပျော်ရွှင်မှုရှားရခက်ပါတယ်အဲ့ဒါကြောင့်ဘုံဘုံတို့အများကြီးဟုတ်ပါဘူး3မိနစ်လောက်တရားထိုင်ဒီလို3မိနစ်တရားထိုင်တော့ဆိုလုပ်ငန်းခွင်မှာတရားထိုင်စေချင်လုပ်ငန်းခွင်မှာ3မိနစ်လောက်အချိန်လေးရပြီးတော့တရားထိုင်စေချင်အခုခါတရားထိုင်တဲ့အခါမှာစိတ်ကို တနေရာထဲမှာလုံးဝဘဲမှမသွားအောင်ထိုင်နေနေမဟုတ်ပါဘရမဆုံးဝင်လေထွက်လေကိုကြည့်မယ်ဒါကတော့စိတ်ရဲ့အာယုံပြုစရာမူလအာယုံလေးရအောင် primary object လို့ခေါ်ပါတယ်ဒီ primary object လေးရဝင်လေထွက်လေပါလေပြီးရင်စိတ်ကိုဒီလုပ်ငန်းခွင်ထဲကိုပြန်ပို့ကြည့်အိမ်ကနေ ပိန်ကနေအလုံသွားတာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်အိမ်မှာပဲဖြစ်ဖြစ်ဒီ negative emotion တွေဖြစ်တဲ့အခါအဲ့ဒီအချိန်လေးတွေကိုပြန်တွေးပြီးတော့အဲ့ဒါကိုဘာ emotion လို့ဆိုတာအတိမတ်ဖြစ်ပြီးလိုက်ပါ register လုပ်လိုက်ပါ register လုပ်ပြီးရင်ဝင်နေထွက်တွေကိုပြန်ကြည့်လိုက်ဝင်နေထွက်တွေပြန်ကြည့်လိုက်ပြီးနောက်တစ်ခုပြန်တွေးကိုယ့်ရဲ့ stress ကိုအမ် ယ်ရဲ့ stress ကို identify လုပ်နိုင်အောင်ဥပမာစကားပြောတဲ့အခါမှာကိုယ်စိတ်တိုင်းမကြလို့ကိုယ်စိတ်ကနေ irritated ဖြစ်ပြီးတော့အတန်လေးမြင့်ပြီးတော့ကြုံမိတဲ့အချိန်တွေရှိတယ်။အဲဒီအချိန်တွေကဘယ်နေရာမှာတော့ customer နဲ့လားအတီးဟိုဟိုတဲ့လုပ်ပေါ်ခံပေးတဲ့နဲ့လားအစည်းအဝေးထဲမှာလားအိမ်မှာလားအဲကားစရာတွေနဲ့လား ဟိုတယ်လီဖုန်းနဲ့မှလား persistent ဖြစ်တဲ့ပုဂ္ဂိုလ်တခါလေကိုအတန်မြင်ပြီးတော့ပြောလိုက်တဲ့အဲ့ချိန်မှာ emotion ပြောင်းသွားတယ်အဲ့လိုမျိုးလားအဲ့ဒါလေးတွေကိုလည်းပြန်ပြီးတော့ဟိုအဲ့မှာဘာ emotion ဖြစ်တာပါလဲအဲ့ emotion တွေကိုအတိမတ်ပြုလိုက် accept လုပ်လိုက်ပြီးရင်ဝင်နေထွက်လေပဲပြန်ကြည့်လိုက်အဲ့လို emotion ကိုနှစ်ခုသုံးခုနှစ်ခုသုံးခုလား identify လုပ်နိုင်ဒီ3မိနစ်ကတည်းက ုံးနည်းရေချက်ကပြင်းမြောက်ပါတယ်။ဒါမှမဟုတ်ဒီတိုင်းမှာနံပါတ်1ကကိုယ့်ရဲ့ emotion နံပါတ်2ကတော့ကိုယ်လုံးဖို့ခိုင်းတဲ့ emotion မဟုတ်နဲ့ကိုယ်မိသားစုထရရ emotion အဲ့ဒီဟာကိုအဲ့ဟာကိုခံစားမိလုပ်ကြည့်ပါနော်ကြိုးစားကြည့်ပါအဓိကတော့ stress ရဲ့ stress ဆိုတဲ့ stress ရဲ့ social တွေပါ မြန်မြန်တရိထာမိဖို့မြန်မြန်တရိထာမိပြီးတော့သူတို့ကိုအတိမပြုဖို့ suppress မလုပ်ဘူးဒါလေးအဓိကထားပါကဲဘုံဘုံတို့၃မိနစ်လောက်တရားထိုင်မယ်တရားထိုင်မယ်ဝင်းနေထွက်လေး၃မိနစ်လောက်ကြည်ပါဝင်းလေးထွက်လေး၃မိနစ်လောက်ကြည်ပါ We need to lay and lay. Abeva, slower and deeper breathing slow and deeper ခုလုပ်ငန်းခွင်နဲ့ပြန်တွေးကြည့်ပါစီဝေးနဲ့မှမဖြစ်ဖြစ်ကိုယ်ရည်ထင်ဖို့တယ်မှာပဲဖြစ်ဖြစ် customer တွေနဲ့ပဲဖြစ်ဖြစ် ိတ်ထဲမှာ irritated ဖြစ်တာလေစိတ်ထဲမှာ anxious ဖြစ်တာလေ worry ဖြစ်တာအဲ့ဒါတွေကိုအတိမပြုပါအတိမပြုရင်ကိုယ်ကိုယ်ကိုအပြစ်မတင်နဲ့နော် don't blame yourself ကြထားလူလည်းအပြစ်မတင်နဲ့ကိုယ်ကိုယ်လည်းအပြစ်မတင်နဲ့အတိ emotion ဖြစ်နေတယ်ဆိုတာလေးကိုပဲအတိမပြုလိုက်ပါ stress ဖြစ်တဲ့အားဖြင့်ပြန်တွေ့ရပါမိမိကိုယ်ကိုအပြစ်တင်နေစိတ်တရားကိုအပြစ်တင်ခြင်းနဲ့စိတ်အဲဒီစိတ်ကိုလည်းတစ်ခါတည်းပဲအတိမတ်ပြုပေးပါအဲဒီစိတ်ကို suppress မလုပ်တာမလုပ်နဲ့သူနောက်လည်းပဲလိုက်ပါမသွားနဲ့ 3မိနစ်ဖြစ်ပါပြီ။ဒါ3မိနစ်ပဲ။3မိနစ်အတွင်းမှာရတဲ့ရလာက stress တွေကို focus လုပ်တတ်တယ် stress ရှိတယ်ဆိုတာကိုအတိအမှန်ပြုတယ်။အဲ့ဒီ stress တွေဖြစ်လာဖြစ်လာတဲ့အခါမှာအလိုလိုနေနဲ့ automatic subconscious ကိုကိုအပြစ်တင်တာတွေ၊သူများအပြစ်တင်တာတွေအဲ့ဒီအခြေအနေကိုကိုသိတာ။ တည်ထားတဲ့ခါကျတော့သူ့ကိုကိုယ် regulate လုပ်လို့ရတယ် emotion emotional regulation ဆိုတာ emotional regulation ဆိုတာအဲ့ဒါ EQ ရဲ့အဓိကကျတဲ့အစိတ်ပိုင်း